မင်္ဂလာပါရှင်ခုနှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဖေဒီရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆီမားကတော့ Solar Nuin ဖြစ်ပါတယ်ဆီမားအနေနဲ့ကတော့2025ခုနှစ်မေလအတွက်ဗုဒ္ဓသာသမီတွေရဲ့ထီကန်စာတာနဲ့ Lucky အဆောင်ရေရာလေးတွေကိုတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်ဒီလမှဆိုရင်ဗုဒ္ဓသာသမီတွေရဲ့ထီကန်စာတာကောင်းမကောင်းနော်ထီထွားမဲ့နေ့အကျိုးပေးခနဲအကျိုးပေးအခရာထီထွားမဲ့အချိန်တိုင်းရက်ဒေတာနဲ့ပြုလို့မဲ့ရှယ် တရားလေးတွေဒီတလာလုံးအတွက်အလောက်ကန်ကိစ္စစီးပွားရေးငွေကြေးကျန်းမာရေးအခြေပညာရဆာစစရာအဆင်ပြေစေဖို့အတွက်အထူးကန်ကောင်းစေမယ့် lucky အဆောင်ချက်တရားနဲ့ lucky ကာလာလေးတွေကိုတို့ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်စီစဉ်နေမစတင်ခင်မှာစင်မအနေနဲ့မြစ်တာရက်ခံချင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ အဲ့တော့ဒီလမှဆိုရင်ဗုဒ္ဓသာသမိတွေအထီကံကိုကြည့်လိုက်တဲ့အခါမှာထီကံကောင်းတဲ့လားလေးတလားပဲဖြစ်ပါတယ်ဒီလမှလည်းဗုဒ္ဓသာသမိတွေထီထိုးတင်ပါတယ်အဲ့တော့ထီထိုးဖို့အတွက်အကောင်းဆုံးနေလေးကိုရွေးချယ်လိုက်တဲ့အခါမှာတနင်္လာနေ့ဖြစ်ပါတယ်ထို့ကြောင့်ဗုဒ္ဓသာသမိတွေကတနင်္လာနေ့မှာပဲရွေးပြီးတော့ထီထိုးပေးကြပါထီထိုးဖို့အတွက်နော်အချိုးပေးကနဲ lucky ကနဲလေးတွေကိုကြည့်လိုက်တဲ့အခါမှာ၄ကနဲ၂ကနဲ၈ကနဲ၄၂၈ကအချိုးပေး lucky ကနဲလေးတွေဖြစ်ပါတယ်အချိုးပေးအခရာလေးတွေကတော့ကခခကကငါအခရာလေးတွေဖြစ်ပါတယ် တော့မိမိတို့အနေနဲ့ဒါအချိုးပေးကနေအချိုးပေးအခရာလေးနဲ့ထီထိုးတော့မယ်ဆိုရင်တင်းနာနဲ့တင်းနေတာအတွင်းမှာအကောင်းဆုံးအချိန်လေးဆိုတာရှိပါတယ်အဲ့ဒီအချိန်လေးမှာရွေးပြီးတော့ထီထိုးပေးပါထီထိုးတာပဲဖြစ်ဖြစ်ဒါ ပေါ်ဒူသားသမီးတွေကဒီအရေးကြီးသောလုပ်ငန်းတွေဆက်လုပ်မယ်အရေးကြီးသောခီးစင်တွေသွားမယ်အရေးကြီးသောကိစ္စအဝါပြုလုပ်ပြောဆိုမယ်ဆိုအဲ့ဒီအချိန်လေးမှာရွေးပြီးတော့ပြောဆိုလုပ်ကြမှာအောင်မြင်မှုရရှိမယ်အချိန်လေးပါနော်အဲ့ဒီအချိန်ကြီးကတော့မိုးဆိုးရှူရာဂိမ်းအချိန်တို့ခေါ်ပါတယ်နေ့လယ်တနာ7:00ကနေ3:36အတွင်းမှာပါနော်အဲ့ဒီအချိန်မှာရွေးပြီးတော့ထီထိုးပေးပါကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်နော်အရက်ဒေတာကိုရွေးချယ်မယ်ဆိုရင်တော့အရှိအရက်ပါတခြားနိုင်ငံတွေမှာနေတဲ့သူတွေအတွက်ကနိုင်ငံခြားတိုင်းပြည်တွေမှာနေတဲ့သူတွေအတွက်ကထီထိုးဖို့အတွက်နော်အကျိုးပေးနေ့ရယ်နော်ခဏန်းရယ်အချိန်ရယ်အဓိကထားပြီးတော့ဒီ၃မျိုး ို့ပဲအဓိကထားပြီးတော့နော်ရွေးပြီးတော့ထီထိုးပေးရမှာဖြစ်ပါတယ်။အဲ့တော့မိမိတို့အနေနဲ့ထီထိုးပြီးသွားပြီဆိုရင်တော့ထီကန်ကောက်မှုအတွက်ပြုလုပ်ရမယ့်ရေတရားလေးရှိပါတယ်။ဒါထီထိုးပြီးသူတိုင်းမဖြစ်မနေပြုလုပ်ပေးပါ။မိမိအိမ်ဖះမှာပေါ့နော်အေးအေးလေးတစ်ခွက်ကတ်လူပေးပါရက်ဖြူတစ်ချောင်းနော်ရက်ဖြူလေးတစ်ချောင်းလိုပါအေးအေးလေးတစ်ခွက်ကတ်လူပေးပါခွေးစာငက်စာလေးတွေကျွေးပြီးလို့ရဆူတောင်းပေးရမှာဖြစ်ပါတယ်နော်။ ်ဒါတော့ထီကန်လေးပါနောက်ထပ်ပေါ့နော်ဗုဒ္ဓသာသမီတွေပေါ့ဒီလအတွင်းမှာနော်အလောက်ကန်ကိစ္စစီးပွားရေးငွေကြေးကျန်းမာရေးအခြေပညာရေးအစစအရာအဆင်ပြေစေဖို့တော့အထူးကံကောင်းသင်မဲ့ lucky အဆောင်လေးတော့မြေအိုးလေးဆောင်ထားပေးရမှာဖြစ်ပါတယ်နော်မြေနဲ့လုပ်ထားတဲ့အိုးလေးပါအတာအိုးလောက်ကလေးလေးပဲဖြစ်ဖြစ်သူ့ထက်သေးလေးရတယ်ပေါ့နော်မြေအိုးလေးမြေနဲ့လုပ်ထားတဲ့အိုးလေးကိုဆောင်ထားပေးရမှာဖြစ်ပါတယ်အဲ့တော့မိမိတို့အိမ်တွင်းရေးအေးချမ်းခြင်းနဲ့စီးပွားလက်လာပိုင်းတိုးတက်ခြင်းနဲ့အိမ်မအရရကံကောင်းခြင်းနဲ့ရရှိခြင်းနဲ့ဆိုမိမိတို့ရဲ့အိမ်ဝန်းမှာမြေအိုးလေးထားထားပေးမိမိတို့ရဲ့ပေါ့နော်ဒါအေခံနဲ့နိုင် ရံမှာမြေအိုးလေးထားထားပြီးချိန်ဆွဲထားပေးတာမျိုးမြေအိုးလေးတစ်လုံးထားထားပေးတာမျိုးအဲမြေအိုးလေးထဲမှာပေါ့နော်မိမိတို့အနေနဲ့ဒါ ။နော်ကန်ကောင်းခြင်းနဲ့ဆိုရင်ပေါ့နော်ဂန်းကော်ပန်လေးနော်ရေထည့်ပြီးဂန်းကော်ပန်လေးထိုးထားပေး။နော်တကယ်လို့ဒီတိုင်းလေးပဲနော်ရေလေးထည့်ပြီးတော့ထားထားပေးမယ်ဆိုရင်ထားလို့ရပါတယ်နော်။အဲ့တော့ရေထည့်ထားလို့ရတဲ့သဲထည့်ထားလို့ရပါတယ်နော်။အဲ့မြေဦးလေးနဲ့မှာသဲလေးထည့်ပြီးဆောင်ထားပေးတာမျိုးနော်ကိုယ့်ဧကန်ထဲမှာအာနိုင်ရန်လေးမှာအမြင့်တနေရာပေါ်မှာထားထားပေးတာမျိုးပြုလို့ချင်းပြီးအိမ်နွေးအေးချမ်းမယ်စီပေါ်လက်လာပါရေတိုးတက်မယ်အရာရာအဆင်ပြေချုံမမှုတွေဖြစ်ပေါ်လာပါလိမ့်မယ်ရေတရာအနေနဲ့ကတော့အေးအေးလေးတစ်ခွက်အမြဲတမ်းကပ်ပါရက်ဖြူလေးတစ်ချောင်းလှူပါเนาะနောက်ပြီးတော့ခွေးစာငက်စာလေးတွေကျွေးပြီးလို့ရ ဆုတောင်းပေးရမှာဖြစ်ပါတယ် နောက်တစ်ခီးသွားလာနေတဲ့သူတွေเนาะနောက်ပြီးတော့ပွဲရုံပွဲစားလုံးနေတဲ့သူတွေနောက်ပြီးအချောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကားဆွဲနေတဲ့သူတွေကိုယ်လုံငန်းအောင်မြင်ခြင်းနဲ့အဆင်ပြေခြင်းနဲ့အရာအေးချမ်းခြင်းနဲ့ဆိုရင်ခီးသွားရတဲ့နေရာမှာမြေဦးတက်တက်လေးဆောင်ပြီးတော့ခီးသွားပါเนาะနောက်ပြီးတော့မိမိတို့အနေနဲ့ပေါ့เนาะဒါဒီလုပ်ငန်းစပွဲတွေမှာမြေဦးလေးတစ်လုံးတင်ထားပေးမြေဦးလေးထဲမှာတဲလေးထည့်တင်ထားလို့ရတယ်ဒါမှမဟုတ်လေရေးလေးထည့်ပြီးခန်းကောပန်လေးเนาะစိုက်ထားပေးလို့ရပါတယ်ဒီလိုမျိုးဆောင်းနာချင်းမြေကန်စရာပွင့်နှဲမယ်အောင်မြင်မယ်ပေါ့เนาะအဲ့တော့ကိုပြောတဲ့စကားအောင်မြင်မယ်လက်လာပါရှင်လန်းလိမ့်မယ်နောက်ပြီးတော့မိမိ ီးတို့အနေနဲ့ပေါ့နော်ဒါကားဆွဲနေတဲ့သူတွေကားမောင်းနေတဲ့သူကားရဲ့ဒီခေါင်းငယ်ထဲမှာမြို့လေးတစ်လုံးထားထားပေးတဲလေးထည့်ပြီးစောင့်ထားပေးပေါ့နော်အဲ့ဒါဆိုရင်ကားခါတိုင်းနဲ့ပို့ပြီးဆွဲအားကောင်းမယ်ရောင်းဝတ်တက်မယ်ကားလုံးငယ်အောင်မြင်နိုင်မယ်ပေါ့နောက်ထပ်ဆိုင်ငန်းဈေးငန်းစတိုးဆိုင်စားတောက်ဆိုင်ကုံစုံကုံချောက်ကုံစိဘားဆိုင်မဲရရကိုဆိုင်မှာရောင်းဝတ်တက်ခြင်းနဲ့လူဝင်လူထွက်တွေများခြင်းနဲ့အရာရာအဆင်ပြေခြင်းနဲ့ဆိုင်ရဲ့ဝင်ဝမှာမြို့လေးထားထားပေးမမီးဆိုင်ရဲ့ကောင်းနာပေါ်မှာအမြင့်ပေါ်လေးနေရာမှာမြို့လေးပေါ့နော်ဒီကလပ်ကလေးပေါ်မှာမြို့လေးတစ်လုံးတင်ထားပေးရောင်းခြင်းနဲ့ပစ္စည်းတွေချထဲမှာမြို့လေးတစ်လုံးထားထားပေး အရောင်းဝယ်တက်မဲ့အဆင်ပြေမဲ့ရောင်းအပ်တက်မဲ့ခရိုင်းနဲ့ဝင်ငွေတွေတိုးလိုက်မယ်နော်နောက်ထပ်မိမိတို့အနေနဲ့ငွေကြေးကန်ကောင်းခြင်းနဲ့ငွေဝင်ခြင်းနဲ့လက်ရွှင်ခြင်းနဲ့ဆိုမိမိတို့ပက်ဆန်အိတ်လေးကိုမြေဝိုးလေးနဲ့ပုတ်ပြီးငွေဝင်စေငွေမြင့်စေလက်ရွှင်ပါစေဆိုပြီးလက်နိုးလက်ပွင့်ကာလာလေးတွေရွတ်ပေးလိုက်ငွေကြေးကန်ကောင်းလိုက်မယ်နော်နောက်ထပ်ကျန်းမာရေးညံ့နေတဲ့သူတွေဆေးတိုးဆေးတာလုံးတွေသူတွေဆေးကန်ပြနေတဲ့ကြီးကြီးမားမားယောဂါဆိုအညံ့နေမကြရအောင်မိမိတို့ရဲ့ခေါင်းရင်းမှာမြေဝိုးလေးတလုံးထပ်ထားပေးနော်မိမိအိတ်တဲ့ခေါင်းရင်းပေါ့နော်အမြင့်တနေရာပေါ်မှာမြေဝိုးလေးတလုံးထပ်ထားပေးမိမိရဲ့မွေးနံထောက်မှာရက်ဖြူလေးတွေလှူပေးပါအိမ်ဖျားမှာရက် ပြူတချောင်းအေးလေးတစ်ခွက်ခွေးစာငက်စာလေးတွေကြိုပြီးလို့အောင်စူတောင်းမြင်းချင်းမြကြီးကြီးမားမားရောဂါဆိုအညံနေမကြောက်ရောက်နိုင်ဘူးเนาะ နောက်ထပ်အိမ်တွင်းအိမ်နောင်ရေးခန္ဓာလေးတွေအိမ်တွင်းအေးချမ်းကျင်တဲ့အိမ်နောင်ရေးအေးချမ်းကျင်တဲ့အစမေပြဖြစ်နေတဲ့အရာတွေပြန်ပြီးပြေကျင်တယ်ပေါ့နော်အိမ်တွင်းအိမ်နောင်ရေးမှာအေးချမ်းမှုရှိကျင်တယ်ဆိုလင်းမြန်းနဲ့ကတပ်ပုံပေါ်မှာမြေအိုးလေးတင်ထားပေးလိုက်နော်အဲဒါဆိုရင်ကြီးကြီးမားမားပြဿနာတွေမတက်နိုင်ဘူးချစ်သူစုံတွဲတွေအနေနဲ့လည်းအဆက်အသွယ်ပြန်နေတာတွေပြန်ရကျင်တဲ့အစမေပြဖြစ်နေတဲ့အရာတွေပြန်ပြေကျင်တဲ့အခြေအကံကောင်းကျင်တဲ့ဆန်းပွေကျင်တဲ့ဆိုမြေအိုးလေးတစ်လုံးနော်ဒါမမီတို့ရဲ့ဓာတ်ပုံနှုတ်ဦးဓာတ်ပုံပေါ်မှာမြေအိုးလေးတင်ထားပေးလိုက်ကြီးကြီးမားမားပြဿနာမတက်နိုင်ဘူးပေါ့မြေအိုးလေးဆောင်ပြီးတော့ကိုပြောကျင်တဲ့စကားတွေပြောပေးလိုက်နော်ကိုယ့်ရဲ့ခန်းထဲမှာမြေအိုးလေးတစ်လုံးထားထားပြီးတော့နော်ထားထား ားလိုက်အဲ့ဒါဆိုရင်ရရအဆင်ပြေမယ်လက်လာပါတွေပွင့်လန်းမယ်ပေါ့နော်ဒါအကျိုးပေးဒါအဆောင်လေးဖြစ်ပါတယ်နောက်ထပ်အလုပ်အင်တာဗျူးကိစ္စတွေဆမ်မဘွဲကိစ္စတွေရှိတယ်ဆိုရင်လည်းမျိုးလေးဆောင်ပြီးတော့အင်တာဗျူးပြီးအသေးလေးပေါ့နော်မျိုးတစ်တစ်လေးတွေနော်ဆောင်ထားပေးလို့ရတယ်ဒါအလုပ်အင်တာဗျူးကိစ္စတွေဖြေတဲ့နေရာမှာဆောင်ပြီးတော့ဖြေလို့ရတယ်အောင်မြင်မှုရရှိမှာပါနော်ဒါဒီတစ်လလုံးအတွက် lucky အဆောင်လေးဖြစ်ပါတယ် lucky ရဲ့နေရာလေးကတော့ထိကန်ကောင်းမို့ရောပေါ့နော်အရာရာကန်ကောင်းမို့ရောအေးလေးတက်ခွက်ရက်ဖြူလေးတဲချောင်းခွေးဆန်ငက်စာလေးတွေကျွေးပြီးတော့လို့ရဆူတောင်းချင်းဖြင့်အရာရာကန်ကောင်းချင်းနေရရှိလာမှာဖြစ်ပါတယ်ဒီ ီလဒီတလာလုံးအတွက် lucky color လေးပြောပေးပါမယ် lucky color လေးကရွှေအောင်ရွှေဝါရောင်အဝါရောင်အဝါပွင့်လေးတွေငွေရောင်ငွေငွေပွင့်လေးတွေ အဖြူရောင်ဖြူဝင်လေးတွေကတော့အချို့ပေး lucky color လေးတွေဖြစ်ပါတယ်အရေးကြီးတော့လုပ်ငန်းကိစ္စအရေးကြီးတော့အကြောင်းဝါကိစ္စခီးကိစ္စတွေတွားလာရင်မဝှစ်စင်အသုံးပြုခြင်းဖြင့်ကန်ဆရာပွင့်လန်းစေပါလိမ့်မယ်เนาะဒါဒီတလာလုံးအတွက်ဗုဒ္ဓသာသမိနေရဲ့ lucky အဆောင်ရေဒီယာလေးတွေနဲ့ထီကံကိုပြပြပေးတော့တာဖြစ်ပါတယ်ဒီเนาะဒီလိုအဆောင်လေးတွေဒီရေဒီယာလေးတွေကိုပြုလုပ်ပေးပြီးကံကားမှုတွေရယူပေးပါယနေ့မှစဗုဒ္ဓသာသမိတွေထီစုကြီးပေါက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန္တရာယ်တွေကင်းဝေးကြပါစေစီးပွားလက်လာပါတွေတိုးတက်ပြီးတော့စိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံ နိုင်ကြပါစေလို့ဆ iamma solar တွင်ဒီကနေ့ဆုတောင်းမြတ်တာပို့တာလိုက်ပါရရှင်